မနွေဦးရဲ့လေတဆက်ချင်းလေးတို့ရဲ့မင်္ဂလာရှိတဲ့တင်ချံအချက်နေပါနော်မမနွေဦးရဲ့နွေဦးစတရီချန်နယ်လေးကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လေတဆက်ချင်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံပြင်လေးကတော့မေတ္တာပေးမှမေတ္တာရဆိုတဲ့ပုံပြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လေတဆက်ချင်းလေးတို့လေပုံပြင်လေးနှထောင်ဖို့အစင်းလေးဖြစ်တော့ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံပြင်လေးစလိုက်ကြမယ်မေတ္တာပေးမှမေတ္တာရ ဆွဆွစီစီမင်းညာလူတွေကလည်းငါတို့ရဲ့တရားတီကိုလောက်ခူးနေတယ်။ဟွန်းဒါဖေဖေကိုတော့ပြောမှဖြစ်မယ်။ဖေဖေမင်းညာလူတွေကသားတို့ရဲ့တရားတီကိုလောက်ခူးခူးနေကြတယ်ဖေဖေ။ကလေးတတိလေးဟာပြေးလာပြီးဖခင်ဖြစ်သူကိုလာတိုင်းနေ။ဖခင်ဖြစ်သူဟာလည်းရေမောရင်ဒီလိုပြန်ပြောလိုက်တယ်။သူတို့ခူးပြီးရင်နောက်ဒူရီစီမှာအများကြီးတန်သေးရလားသား။ဟုတ်၍ဖခင်ဖြစ်သူကမေးတဲ့အခါတောင်ငယ်ကခုလိုဆိုရဲ။ အပင်ပေါ်မှာတော့အများကြီးပဲကျန်တာကိုတွေ့ပါတယ်ဖေဖေဆိုတဲ့အခါဖခင်ဖြစ်တဲ့သူဟာခုလိုဆက်ဆိုတယ်ဒါဆိုရင်တရသီးခုနှစ်လုံးကိုတွားခုပြီးတော့ဖေဖေစီယူလာပေးလက်ကလေးဟာသူ့ဖခင်ကအိမ်ကြီးချင်းတွေလာထပ်ခူးမကိုကုန်မကြောက်ပြီးသူတို့ဒီလိုတရသီးတွားခုခိုင်းတယ်လို့သူထင်တယ်ဒါကြောင့်တရသီးကိုအပြေးလေးခူးပြီးရနောက်သူ့ဖေဖေကိုတွားပေးလိုက်တယ်ပေါ့တရသီးတွေခူးပြီးရနောက်ပွေပိုက်ပြီး ဖခင်စီကိုတွားပြလိုက်တယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဖခင်ဖြစ်တဲ့သူကတည်ရသည့်တွေအကုန်လုံးကိုချင်းလေးတဲကိုစစ်စစ်ရီရီနဲ့အလပပထဲလိုက်တယ်။ပြီးတော့ကလေးရဲ့လက်ကိုဆွဲပြီးခုနတုန်းကတည်ရသည့်ကခုခုတဲ့အင်ကိုတွားခဲ့တယ်။အဲ့ဒီအင်ရဲ့အင်ရှိကိုရောက်တဲ့အခါလူခေါခေါင်းလောင်းလေးကိုလှုပ်လိုက်တယ်။ကလေးကထိုချီမှာအောင်းအုပ်လို့ပေါ့။သူ့ဖေဖေကိုလိုရက်ကိုသူ့ဖေဖေရဲ့လိုရက်ကိုနားမလည်နိုင်ဘူးပေါ့။ အင်ရှင်ဟာလူလက်ပိုင်းမှာပဲသူမျက်နှာဟာအမှားတစ်ခုခုကျွန်းလွန်ထားလို့သိပြမလုံးတလို့မျိုးပါသူဟာခြံစည်းရိုးတကားပေါက်ကိုလာခွင့်လာဖွင့်ပေးတယ်အဲ့ဒီအချိန်မှာပဲသူ့ဘခင်ကခုလိုဆိုတယ်ကျွန်တော်တို့ရဲ့ခြံထွက်တဲ့ရည်ဒီကိုခြံစည်းရိုးခြင်းကရဲ့အိမ်နီးနာခြင်းကိုလာပေးပါတယ်ခင်ဗျာရှေးဘွားရေဆက်ပါလို့ဒီလိုလာဆောင်ကြရတာလေလိုတာရှိရင်လည်းပြောပါခင်ဗျာ ဒီလိုဟာဝမ်းနဲ့တောက်မှန်ရိပ်တွေ့သူ့မျက်နှာပေါ်မှာထင်ဟပ်လာရင်ဖဖက်ကိုခုနလေးဆောင်းမိပါလို့ပြောပြောလိုက်တယ်။ခဏနေတော့ခုနကပြေးလိုက်တဲ့ချင်းကိုဆွဲပြီးပြန်ထွက်လာခဲ့တယ်။အခုတော့ချင်းထဲမှာကြက်ဥတွေအပြည့်ဖြစ်နေပြန်ပါပြီ။ကျွန်တော်ကြက်တွေအများကြီးမွေးထားတယ်။အိမ်ကြီးချင်းကခုလိုဆိုတယ်။ကျွန်တော်ရဲ့ကြက်ဥကိုခင်မမှုအထိတ်အမှတ်အဖြစ်လက်ဆောင်ပြန်ပေးပါရစေခင်ဗျာလို့ဆိုတယ်။ဖဖေလည်း ကျေးဇူးတင်ကြောင်းပြောပြီးရင်နောက်ကလေးရဲ့လက်ကိုဆွေးပြီးအိမ်ပြန်လာခဲ့တယ်။ကလေးဟာသူ့ရဲ့နားမလည်မှုတွေအကြောင်းဒီလိုမေးလေတယ်။ဖေဖေဘာဖြစ်လို့တရသေးတွေသူ့ကိုတော့ပေးရတာလဲ။အမှန်ဆိုဖေဖေလှုပ်တဲ့နာကခါထောက်ပြီးငါတရသေးတွေခုခုထားတာအကုန်ပြန်ပေး။အခုချက်ချင်းပြန်ပေး။စွတ်တော့အောင်ပါလေ။ဖခင်ကခုလိုဆိုတယ်။တကယ်လို့များဖေဖေကတရသေးတွေကို ပြန်ပေး။အခုပြန်ပေးလို့ဇွတ်တောင်းလိုက်ရင် အင်းကြီးချင်းတယောက်ဆုံရှုံသွားမယ်စိတ်ဆိုးစိတ်ကောက်အမုန်းပွားအညိုးအသေးထားလာကြမယ်အခုဖဖေးဖဖေးရဲ့တည့်ရတီခုနှစ်လုံးသွားပေးလိုက်တယ်ခုနကသူတလုံးခုခုထားတယ်ဆိုရင်ရှင်လုံးဖြစ်သွားပြီဒါပေမဲ့ဖဖေးတို့ပြင်ရိုက်လိုက်တာကအင်းကြီးချင်းမိတ်ဆွေတယောက်ရဲ့ချင်းအပြင်းနဲ့ချက်ဥတွေရဲ့လေသားစင်စကြည့်ဘေဟာကပူကောင်းလေလို့အဓိကက ကိုလိုချင်တာကိုသူများကိုအရင်ပေးတတ်ရတယ် ကိုကမေတ္တာလိုချင်ရင်ကိုအရင်မေတ္တာပေးတတ်ရတယ်။ရံပေးရင်ရံပဲပြန်ရမယ်။ကိုပေးတဲ့လောက်ပြန်ရတတ်တာကမေတ္တာတရားပဲလေ။မင်းမမိတ်ဆွေတယောက်တိုးလာလားရန်သူတယောက်တိုးလာလားဆိုတာမင်းရဲ့လုပ်ရက်တွေအပေါ်အမြဲမူတည်နေတာကိုမှတ်သားထားပါ။စိတ်ခံစားမှုအနောက်ကိုလိုက်မယ်ဆိုရင်ပြဿနာတွေကိုမွေးဖွားလာတတ်စီပြီးအတိပညာတတိတတိကထွက်ပေါက်စိတ်ခံစားမှုအရလိုက်လို့ရင်တော့ ူသားအချင်းချင်းပြဿနာအစပြိုးလာပြီးချိန်ညှိကြလာရင်ပြဿနာတွေဟာကြီးလာတတ်တယ်။လူဟာလူစိတ်မွေးပြီးလူအချင်းချင်းလူလူတိမယ်။ကိုချင်းစာစိတ်စာနာစိတ်နဲ့နားလည်မှုနဲ့ခွလွတ်တဲ့ရင် မုံစာကိုတူစီပြီးချစ်စာကိုရှိစီမယ်။ဒီလိုဆိုလူဝကြီးဟာ နေပျော်စရာကြည်နူးစရာပီတိဖြစ်စရာတွေနဲ့အပြည့်ဖြစ်လာပြီးအမြင်မှန်ကိုရလာနိုင်မယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလိမ့်တယ်။ မမနွေဦးရဲ့လူသက်ဆက်ချက်လေးတို့လေဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့လူသားတဦးပေါ်တဦးမေတ္တာထားတဲ့ကြောင်းနဲ့ကိုရင်ကမေတ္တာလိုခြင်းမိမိကစားပြီးမေတ္တာပေးတဲ့ကြောင်းကိုလူသက်ဆက်ချက်လေးတို့လေနားလေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်နော်မမနွေဦးရဲ့လက်သက်ဆက်ချင်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆုကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့ နေ့သက်တိုင်းရဲ့လပတဲ့ဆက်ချိုင်းလေးတွေဖြစ်လာကြပါစီလို့မမနွေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ်ပုံမြင်အတတွေကိုနှွေဦးစတอรี่ channel ကနေပတ်စင်တနင်္လာနေ့မှာတောက်ကြနေအထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်တက်တွေတင်ဖို့ရမမနွေဦးအတွက်အားဖြစ်စီတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်ပြန်ဆောင်ကြမယ်နော်